လာပါရှင်။ရန်ကုန်ခေတ်ရဲ့နှစ်လည်ရင်သတင်းတွေကို တင်ဆက်ပေးပါမယ်။တရုတ်ဖီအားနဲ့စစ်တပ်ရဲ့စစ်ရေးဖီအားတွေရှိနေတဲ့အချိန်မှာစီလုံးညီညွတ်ကြဖို့အတွက် KIO ဒူဥက္ကဋ္ဌဒူဗိုလ်ချုပ်ကြီးကွန်မော်ကမူဖာစာ The Lion King ကတိုးဇဝင်ကန်းနဲ့သတိပေးတိုက်တွန်းထားပါတယ်။စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကပ်ွက်တယ်လို့အမျိုးသားညီညွတ်ရေးအတိုင်အမြံကောင်စီနဲ့ တအန်းပြည်ကောင်စီတို့ကကြီးညာလိုက်တဲ့သတင်းအပါအဝင်နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တရုတ်ဖိအားနဲ့စစ်တပ်ရဲ့စစ်ရေးဖိအားတွေပြင်းထန်လာနေချိန်မှာ KIO ဒုတိယဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးကိုမော်ကမူဖာစာ The Lion King ကာတွန်းဇာတ်ဝင်ခန်းနဲ့တတိပေးတိုက်တွန်းလိုက်ပါတယ်။ မနေ့ကညပိုင်းမှာ KIO ဒုတိယဥက္ကဋ္ဌဘိုးချုပ်ကြီးကိုမော်ကမူဖာစာ The Lion King ကာတွန်းရုပ်ရှင်ဇာတ်ကားရဲ့ဇက်ရှိန်အမြင့်ဆုံးဖြစ်တဲ့ဇလန်းဇက်ကွက်အပိုင်းကိုမူဖာစာ and Melili ခေါင်းစဉ်တက်ပြီး1မိနစ်36စက္ကန့်ဇက်ကွက်ကိုမြန်မာစာတန်းထုံးနဲ့ဖြတ်တောက်ကလူမှုကွန်ရက်မှာတင်ပြလာတာပါ KIO ဒုတိယဥက္ကဋ္ဌဘိုးချုပ်ကြီးကိုမော်ကတင်ပြထားတဲ့မူဖာစာ The Lion King ကာတွန်းရုပ်ရှင်ဇာတ်ကားရဲ့ ဇက်ရှိန်အမြင့်ဆုံးဖြစ်တဲ့ဇလန်းအပိုင်းမှာစီလုံးညီညွတ်ရေးအတွက်အထူးသတိပေးထားတဲ့စကလုံးတော်တော်များများပါဝင်ပါတယ်။ KIO ဒုဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးကိုမော်တင်ပြထားတဲ့အဲ့ဒီဇလန်းရုပ်ရှင်ကိုလူပေါင်း4500ကျော်ကပြန်လည်မျှဝေထားပြီးစီလုံးညီညွတ်ကြဖို့တရုတ်နဲ့စစ်တပ်ရဲ့ဖိအားကိုညီညီညွတ်ညွတ်နဲ့ရင်ဆိုင်ကြဖို့ကိုတိုက်တွန်းပြောထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့လျှက်စစ်နဲ့ဝင်ကြီးဒုဝင်ကြီးမော်ထွန်းအောင်က ဒုတိယပိုချုပ်ကြီးဂွန်မော်ရဲ့ post ကို ပြန်လည်မျှဝေပြီး လူမျိုးဘာသာစတဲ့ကိုမရွေးချယ်ခဲ့တဲ့အရာတွေနဲ့ကိုရီးယားလွတ်လပ်မှုတရားမျှတမှုကိုကန့်သတ်တာကိုလက်မခံဖို့ပါပဲတရားမျှတမှုဆိုတာ လူမျိုးဘာသာမရွေးတဲ့အတွက်တရားမျှတမှုအောက်မှာလူမျိုးတိုင်းဘာသာတိုင်းဒေသတိုင်းကပြည်သူတွေအကျိုးခံစားရမှာဖြစ်တယ်လို့မှတ်ချက်ပြုထားပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးအတွင်းမှာ မဟာမိတ်အဖွဲ့စည်းတွေစီကိုလက်လက်နဲ့ငွေကြေးတွေထောက်ပံ့မှုအတွက် UWS ကိုတရုတ်ကပိတ်ဆို့အရေးယူလာကြောင်းတရုတ်ငွေယွမ်ဘီလီယံပေါင်းများစွာ ဆုံးရှုံးပြီးနှစ်ပေါင်း40အတွင်းမှာ အပြင်းထန်ဆုံးဖိအားပေးခံနေရတယ်လို့ UWS ဝါတက်ဖွဲ့ဒူဥက္ကဋ္ဌဦးကျော်ကောအမ်ကဩဂတ်စ်20ရက်နေ့ကထုတ်ဖော်ပြောလာတာကြောင်း TNL, MNDAA, SSPB တို့ကို UWSA ကလက်နက်နဲ့ငွေကြေး ထောက်ပံ့တော့မှာမဟုတ်ဘူးလို့ UWSA ကထုတ်ပြန်ကြေညာထားပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့အကြံဘတ်စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်တယ်လို့အမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီ NUCC နဲ့တအန်းပီကောင်စီ TLC တို့ကကြေညာလိုက်ပါတယ်။ မြန်မာအကြမ်းဖက်စစ်တပ်ဟာလူမျိုးတုံးတပ်ဖြတ်မှုတွေအပါအဝင်ပြည်သူလူထုကိုနှိပ်စက်ညှဉ်းပန်းတပ်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့အပြင်ကိုရံရေးဆွဲအတီးပြုတ်ထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ပြီးတိုင်းပြည်အာဏာကိုသိမ်းယူဖို့အတွက်ကြိုးပမ်းခဲ့တဲ့လက်နက်ကင်အဖွဲ့တစ်ခုသာဖြစ်တာကြောင့်သူတို့မှဘလို့ရွေးကောက်ပွဲကိုမှကျင်းပဖို့အခွင့်အာဏာမရှိပါဘူးရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းအားထုတ်နေတာကလည်းသူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကိုရှောင်လွှဲဖို့ သူတို့ရဲ့အကျိုးစီးပွားတွေကိုဆက်ပြီးထိမ့်သိမ့်ကာကွယ်နိုင်ဖို့နဲ့အာနာတီမြဲရေးတွေအတွက်သာဖြစ်ပြီးပိုပြီးနှက်ဆိုင်တဲ့ပဋိပက္ခတွေကိုဖြစ်ပေါ်စေတာကြောင့်သူတို့ရွေးကောက်ပွဲတွေကို တရားမဝင် အတုယောင်ရွေးကောက်ပွဲတွေအဖြစ်သတ်မှတ်ပြီးလုံးဝစန့်ကျင်ကန့်ကွက်တယ်လို့ NUCC ကကြေညာလိုက်ပါတယ်။အခုလိုပဲတအန်းပြည်ကောင်စီကလည်းအကြမ်းဖက်စစ်တပ်ရဲ့ တနိုင်ငံလုံးမှာအများပြည်သူတွေနေထိုင်တဲ့နေရာတွေကိုရည်ရွယ်ချက်ရှိရှိလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်နေတာတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေကိုအဆက်မပြတ်ကျူးလွန်နေတာနဲ့တရားမဝင်အတုရောင်ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ပြင်ဆင်နေတဲ့အပေါ်စက်ကျင်ကက်ကွက်ရှုတ်ချတယ်လို့သဘောထားထုတ်ပြန်ကြေညာလိုက်ပါတယ်2025ခုနှစ်ဇူလိုင်လ21ရက်နေ့ကနေဩဂတ်စ်လ22ရက်နေ့အထိ တလအတွင်းမှာတန်အန်းပြည်ကောင်စီရဲ့ဒေသအတွင်းမှာရှိတဲ့ကြောင်မဲမိုးကုတ်တီပေါ်ကုတ်ခိုင်နဲ့မိုင်းငေါတွေမှာအယက်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကိုစစ်လေရီတွေနဲ့ဘုံကျဲတိုက်ခိုက်မှု25ကြိမ်ကျော်ရှိနေပြီးဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူလူထု59သေဆုံးကအယောက်100ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မနေ့က22ရက်နေ့တရက်ထဲမှာပဲကြောင်မဲမြို့နယ်နောင်ပိန်ရွာမှာဘုံအလုံးကြီး36လုံးကျဲချတိုက်ခိုက်ခဲ့ပြီး တအံပြီကောင်းစီအနေနဲ့အသက်ဆုံးရှုံးခဲ့ရတဲ့အယက်သားပြည်သူတွေရဲ့ကြံ့ရည်သူမိသားစုဝင်တွေနဲ့ထတ်တူဝမ်းနဲ့ရပါတယ်လို့ကြေညာလာပါတယ်။ဒါအပြင်စစ်ရာဇဝဲမှုတွေကျူးလွန်နေတဲ့ဗတရားအာဏာသိမ်းအကြမ်းဖက်စစ်တပ်စစ်ကော်မရှင်အားပြည်သူလူထုရဲ့စာနာသဘောထားမပါဘဲအာဏာရှင်စနစ်ကိုတတ်ဆိုးရှည်တာနဲ့တရားမဝင် အာဏာကိုဆက်လက်ရရှိဖို့အတွက်အတူရောင်ရွေးကောက်ပွဲပြုလုပ်ဖို့ပြင်ဆင်နေတာကို ပြည်သူလူထုတရက်လုံးအနေနဲ့လုံးဝမပါဝင်ပဲစန့်ကျင်ကန့်ကွက်ကြဖို့နဲ့နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေကလည်းအတိမတ်မပြုပဲစန့်ကျင်ကန့်ကွက်ပေးကြပါလို့ TLC ကတိုက်တွန်းတောင်းဆိုထားပါတယ်။အကြံပတ်စစ်တပ်ကတအံပြည်တွင်းသားမက နိုင်ငံတဝန်းလုံးကပြည်သူလူထုကို ပြစ်မှတ်ထားတိုက်ခိုက်နေတဲ့စစ်ရာဇဝဲမှုတွေဇက်တိုက်ကျူးလွန်နေပြီးမတရားအာဏာသိမ်းအကြံပတ်စစ်တပ်ရဲ့စစ်ရာဇဝဲမှု လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုနေ့စဉ်ရက်ဆက်ချိုးဖောက်ကျူးလွန်နေတာကို ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေကထိရောက်တဲ့အရေးယူမှုတွေနဲ့အများဆုံးတားဆီးအရေးယူပေးပါလို့တအန်းပြည်ကောင်စီ TSC ကတိုက်တွန်းထားပါတယ်ရှင်။တစ်ဖက်မှာလည်းစစ်အုပ်စုကိုဆက်လက်ဒဏ်ခတ်အရေးယူပေးဖို့တောင်းဆိုနေပါတယ်။စစ်ကော်မရှင်ဆိုပြီးအမည်ပြောင်းထားတဲ့စစ်အုပ်စုကို ကနေဒါ EU UK နဲ့ American ပြည်ထောင်စုတို့ကဆက်လက်တန်းခတ်ပိတ်ဆို့အရေးယူပေးဖို့အတွက် Justice for Myanmar JFN ကထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။တရားမဝင်မြန်မာစစ်အုပ်စုကသူတို့ရဲ့အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ NASA ကကိုနိုင်ငံတော်လုံခြုံရေးနဲ့ငြိမ်းချမ်းရေးကော်မရှင် NALA ငါကဆိုပြီးတော့အမိပြောင်းလဲလိုက်တာစစ်အုပ်စုအတွက် နိုင်ငံတကာတန်ခတ်ပိတ်ဆို့မှုတွေကိုကြော်လွားနိုင်မဲ့ကေပေါက်တစ်ခုကိုဖန်တီးခဲ့တဲ့အတွက်အဲ့ဒီအမီပြောင်စစ်ကောမရှင်ကိုဆက်လက်တန်ခတ်ပိတ်ဆို့အရေးယူပေးဖို့အတွက်တောင်းဆိုလိုက်တာဖြစ်တယ်လို့ GFN ကထုတ်ပြန်ထားပါတယ်။အခုလက်ရှိအမီပြောင်စစ်ကောမရှင်ရဲ့ဥက္ကဋ္ဌဒုဥက္ကဋ္ဌတွေဟာကနေဒါ EU UK American ပြည်ထောင်စုနဲ့ Australia နိုင်ငံတွေကတန်ခတ်ပိတ်ဆို့ထားတဲ့ အရင်ကစစ်ကောင်စီရဲ့ခေါင်းဆောင်တွေဖြစ်တဲ့မင်းအောင်လှိုင်နဲ့စိုးဝင်းတို့ဖြစ်တယ်လို့ GFN ကပြောပါတယ်စစ်ကော်မရှင်အဖွဲ့ဝေဆယ်ယောက်စလုံးဟာအ ਨੇ ဆုံးတရားစီရင်ပိုင်ခွင့်နိုင်ငံတစ်ခုခုမှာပိတ်ဆို့အရေးယူခံထားရပြီးသူတို့အားလုံးကဇူလိုင်31ရက်နေ့မတိုင်မီအထိအကြမ်းဖက်စစ်အုပ်စုရဲ့အကြီးအကဲအဖွဲ့ဝင်တွေဖြစ်တယ်လို့ GFN ကပြောပါတယ် စစ်ကော်မရှင်ဆိုပြီးအမိပြောင်းပြီးတဲ့နောက်ပိုင်းမှာစစ်အုပ်စုဟာပြီးခဲ့တဲ့တနေ့ကနေတရက်သေးမှပဲမော်ချီဒေသမှာစစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အ ਨੇ ဆုံးအရက်သားပြည်သူ32ဦးသေဆုံးခဲ့ရပြီးအရက်သားတွေပေါ်စစ်ရာဇဝင်မှုနဲ့အကြမ်းဖက်မှုတွေပုံမကျူးလွန်လာပါတယ်။နာဆာကစစ်ကောင်စီကို2021ခုနှစ်2022ခုနှစ်2023ခုနှစ်တွေမှာအမေရိကန်ပြည်ထောင်စု UK ဥရောပသမဂ္ဂ EU နဲ့ကနေဒါနိုင်ငံတွေကဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ထားပေမဲ့အခုလိုစစ်ကော်မရှင်ဆိုပြီးအမည်ပြောင်းလဲပြီးစကစကိုဖျက်သိမ်းတာကနေဖန်တီးဖြစ်ပေါ်လာတဲ့အဲ့ဒီကေပေါ့ကြောင့် American အခြေစိုက်ပြည်သူဆက်ဆံရေးလုပ်ငန်းကုမ္ပဏီ DCI Group ကို မကြသေးခင်ကငားရမ်းနိုင်ခဲ့ပြီး American အစိုးရနဲ့ဆက်ဆံရေးပြန်လည်တိဆောက်ရေးအတွက်လဲသူတို့အဖွဲ့ကို American Dollar 3000တန်ကျေးရှိတဲ့ တနစ်စာချုပ်နဲ့ငှားရမ်းခဲ့တယ်လို့ GFN ကပြောပါတယ်2021ခုနှစ်အတွင်းကလည်းစစ်အုပ်စုဟာအမေရိကန်အစိုးရကိုစီးယုံနိုင်မှုအတွက်ကနေဒါပြည်သူဆက်ဆံရေးလုပ်ငန်းကုမ္ပဏီကိုငှားရမ်းခဲ့တာဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုက NASA ကစစ်ကောင်စီကိုဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီးမကြာခင်ဇူလိုင်လမှာအဲ့ဒီစာချုပ်ကိုဖျက်သိမ်းခဲ့ရတဲ့အကြောင်းကတော့ဒဏ်ခတ်ပိတ်ဆို့မှုတွေကငွေပေးချေမှုကိုတားမြစ်ခဲ့တာကြောင့်ဖြစ်ပါတယ် အဲ့ဒါကြောင့်အခုစစ်ကော်မရှင်ကိုလည်းအဲ့ဒီဖြစ်စဉ်ကိုနမူနာထားပြီးအရေးယူတန်ခတ်ပိတ်ဆို့ဖို့အတွက်အရေးကြီးတယ်လို့ GFN ကထောက်ပြတောင်းဆိုခဲ့ပါတယ်ရှင်။စကိုင်းနယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းနယ်ရေဦးမြို့နယ်မှာ အကြံဘတ်စစ်တပ်ကတန်တဲရွာစာတင်ကျောင်းကိုဝင်ရောက်စီးနင်းပြီးကျောင်းသုံးပစ္စည်းတွေကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်ပကဖတာဝန်ခံကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ဩဂတ်စ22ရက်နေ့မနက်6နာရီခွဲမှာအင်အား60ခန့်ပါတဲ့အကြံဘတ်စစ်တပ်စစ်ကြောင်းဟာရေဦးမြို့အနောက်ဖက်တန်တဲကျေးရွာကိုဝင်ရောက်စီးနင်းပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့စာတင်ကြောင်းကိုဝင်ရောက်မှွေနောက်ကစာတင်ကုန်တွေကိုမီးရှို့ဖျက်ဆီးသွားပါတယ်။အခုလိုပဲမန္တလေးတိုင်းမတရားမြို့နယ်ကြောက်တရားရွာအနီးမှာရှိတဲ့နေအိမ်တွေကိုလည်း အဂျမ်ဘတ်စစ်တပ်ကမီးရှို့ဖျက်ဆီးနေတယ်လို့ Voice of Mandalay VOMDY ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။မနေ့ကဩဂတ်စ22ရက်နေ့ညနေ9နာရီမှာမတရားမြို့နယ်ကြောက်တတားကျေးရွာအနီးတစ်ဝိုက်ကိုအဂျမ်ဘတ်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတာကြောင့်နေအိမ်ပျက်စီးမှုအရေအတွက်ကိုတော့လက်ရှိအချိန်ထိအတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်ရှင်။ ဆက်လက်ပြီးစကိုင်းတိုင်းဘက်ကိုကြည့်အောင်ပါစကိုင်းတိုင်းမော်လိုက်မြို့အနီးကိုဗဟိုပြုပြီးအင်းအား9.6အဆင့်ရှိတဲ့မြင်းငလင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ဒေသပြည်သူတွေရဲ့ပြောဆိုချက်နဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်မနေ့ကဩဂတ်စ22ရက်နေ့မနက်7:26မိနစ်မှာ မော်လိုက်မြို့ရဲ့အနောက်တောင်ဘက်35ကီလိုမီတာအကွာကနေ မြေအောက်အနက်103ကီလိုမီတာကိုဗဟိုပြုပြီး Richter scale 5.6အဆင့်ရှိတဲ့အင်အားအတော်အသင့်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့ပါတယ်။မြင်းကလေးလှုပ်ခတ်မှုတွေကိုပြည်သူတွေအားတိတိတတ်တတ်ခန်းစားခဲ့ရပြီးနေအိမ်တွေရိမ်းထိုးကလမ်းမပေါ်ထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။အခုလိုပဲ August 22ရက်နေ့ကလည်းရန်ကုန်တိုင်းသုံးကွမြို့ရဲ့အရှိတောင်ဘက်66ကီလိုမီတာအကွာကနေ မြန်မာနိုင်ငံတောင်ဘက်ကံယိုတန်းအနီးကိုမြေအောက်အနက်30ကီလိုမီတာကိုပဟိုပြုပြီး Richter scale 4.0အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့ပါသေးတယ်။မြန်မာနိုင်ငံမှာ match လ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ပြင်အား9.0အဆင့်ရှိတဲ့ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာတော့နောက်ဆက်သွဲငလျင်စုစုပေါင်းအကျဉ်း200ကျော်နီးပါးလှုပ်ခတ်ခဲ့ပါတယ်။အခုချိန်မှာတော့မြန်မာကံယိုတန်းအနီးမှာငလျင်ငယ်တွေတောက်လျှောက်လှုပ်ခတ်နေပြီး မလင်အနီရဲ့ကြောင့်ထိခိုက်ဆုံးရှုံးတာတွေညှော်နေဖို့အတွက်ဆောင်းရန်ရှောင်းရန်သတိပြုရန်တွေနဲ့အညီနေထိုင်ကြပါလို့အမျိုးသားညီညွတ်ရေးဆိုရကအတိပေးနှိုးဆော်ထားပါတယ်ရှင်။မကွေးတိုင်းဘက်ကသတင်းတွေကိုကြည့်အောင်ပါ။မကွေးတိုင်းရေနံချောင်းမြို့နယ်မှာရှိတဲ့ကြေးရွာနေရွာကိုအကြမ်းဖက်စစ်တပ်ကနှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူတို့အသေးဆုံးပြီးခလင်းငယ်တွေပါဝင်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိကာ စေရီတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ People's Defense Force ရေနံကြောင်းရဲ့ထုတ်ပြန်ချက်နဲ့ဒေသပြည်သူတွေရဲ့ရန်ကုန်ခေတ်ကို ပြောကြားချက်များအရသိရပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ22ရက်နေ့ည7:00နာရီကမှရေနံကြောင်းမြို့နယ်လေးတိုင်စင်ကြီးရွာစေကန်းနဲ့မူဂျိုကျောင်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲ Jet Fighter နဲ့ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူနှုတ်ထိခိုက်ဒဏ်ရာရပြီးစေကန်းနဲ့မူဂျိုကျောင်းအဆောက်အဦတွေထိခိုက်ပျက်စီးခဲ့ပါတယ်။ မနေ့ကဩဂတ်စ22ရက်နေ့နေ့လယ်2နာရီမှာလဲအကြံပတ်စစ်တပ်က Jet Fighter နဲ့စမ်းကန်ကြီးကြီးရွာတွေကိုဘုံနှလုံးထပ်မံကျေချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတို့အသေဆုံးကခလင်းငယ်2ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးလူနေအိမ်တွေနဲ့ဇေဒီတွေထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့ကရင်ပြည်နယ်မူဒရခရိုင်မှာစစ်မှုထမ်းတပ်သား2ဦးကလက်နက်ခဲယမ်းတွေယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့တယ်လို့ KNU မူဒရခိုင်တမဟာ9ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ4ရက်နေ့မှာ KNU မူဒရခိုင် KNL အမှတ်9တမဟာတရင်တရားနှင့်ထိန်းချုပ်နယ်မြေမှာစစ်မှုထမ်းတသားသည့်နှစ်ဦးဟာလက်နက်ခဲယမ်းတွေယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ပါတယ်။အလင်းဝင်လာတဲ့စစ်မှုထမ်းတသားသည့်မောင်ဝင်းဖြိုးကျော်နဲ့မောင်ဆိုးအောင်တို့က MA1 တနက်တလက် MA3 တနက်တနက်နဲ့ ကြည340တောင်ယူဆောင်လာပြီးအလင်းဝင်ခဲ့တာကြောင့်စစ်မှုထမ်းတသားတဲ့နှစ်ဦးကိုဩဂတ်စ19ရက်နေ့မှာတော့မူဒရခိုင်တမငါတာဝန်ရှိသူခေါင်းဆောင်တွေကဂုံပြုကျူဆိုပွဲအခမ်းအနားနဲ့အတူငွေကျပ်10သိန်းစီချီးမြှင့်ပေးရခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ချင်းပြည်နယ်မင်းတပ်မြို့သိမ်းတိုင်ပွဲမှာအကြမ်းဖက်စစ်သားတွေဆုတ်ခွာထွက်ပြေးချိန်မှာဖွက်ထားခဲ့တဲ့လက်နက်ခဲယမ်းတချို့ကိုလည်းပြည်သူတွေကလာရောက်အနံ့နိုင်ခဲ့တယ်လို့ချင်းဒက်ဖန်ဖို့စ်မင်းတပ်ကသတင်းထုတ်ပြန်ထားပါတယ်။ မနေ့ကဩဂတ်စ22ရက်နေ့မှာလဲမင်းတပ်မျိုးသိတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားတွေစုခွာထွက်ပြေးချိန်ဖွက်ထားခဲ့တဲ့ MA50 ဆက်လက်တလက် RPG7 တလက် MA4 တလက် MA3 တလက်နဲ့ဆက်ဆက်ပစ္စည်းတွေကိုပြည်သူတွေကချင်း Defense Force မင်းတပ်စစ်ဦးစီးချုပ်ရုံးမှာလာရောက်အနံခဲ့ပြီးစုငွေတွေချင်းမြင့်ခဲ့တယ်လို့သိရပါတယ်ရှင် ဒါကတော့ရန်ကုန်ခေတ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ